โอเคအားလုံးမင်္ဂလာပါကျွန်တော်တို့ Holness PDF YouTube Channel လေးရနေပြီးတော့ကျွန်တော်ကြိုးပြလိုက်ပါတယ်ပေါ့နော်အကိုဘုန်းရင်မင်္ဂလာပါမင်္ဂလာပါဗျာဆိုရင်ဟောကိုကိုရဲ့လက်ရှိဒီတာဝန်လေးနဲ့ဟိုဘာလောက်ရှာနေလဲပြောပြပါလက်ရှိမှာတော့ကျွန်တော်ဒီပြည်သူဆက်လက်နဲ့ခရမ်းထုတ်လို့တက်ဖွဲ့မှာစန်းဆက်ဌာနရန်ဆက်ဌာနခွဲဌာနခွဲမှုပေါ့နော်ဟုတ်ကဲ့ကိုဘုန်းရင်ကျွန်တော်တခုမေးချင်တာလေဒီလက်ရှိဒီတော်လိုင်းရေးမှာကျွန်တော်တို့ တော်လန်ကြီးရပါတော့ဘယ်အချိန်တွေရောက်နေပြီတော့เนาะဆီတော်လန်ကြီးအချိန်တွေကိုပြောရရင်တော့2021ပေါ့နော်ຫນွေဦးတော်လန်ကြီးရနေအဲကျွန်တော်တို့ဒူမီကြီးတွေ point 22တွေဒီကိုလုံးလက်လောက်ကိုလုံးလေးတွေနဲ့စားခဲ့ရတဲ့ဒေါ်လန်ရေးဟာဒီနေ့တော့ဟောဟိုတရင်နေတက်ဖွဲ့တွေပေါ့နော်အဲအဲ့လိုအခြေအနေဖွဲ့နိုင်တဲ့အနေထားနဲ့လက်နက်အတင်းအတင်းတက်ဆင်ထားနိုင်တဲ့အထင်ထင်ရောက်ပြီးတော့ကျွန်တော်တို့ဒေါ်လန်ရေးတက်ဖွဲ့ကြီးကနေပြီးတော့ဒီ ဒီကျွန်တော်တို့ဒီအမျိုးသားညီညွတ်ရေးအစိုးရရဲ့ထုတ်ပြန်ချက်အရမျိုးပေါင်း60ကျော်ကိုတင်ထားနိုင်တဲ့အစင်တီတော့ဟောရောက်လာခဲ့ပြီပေါ့နော်ဟုတ်ကဲ့ဒီနေရာမှာလေကျွန်တော်တို့လူတို့ရဲ့ပါဝင်မှုကဟိုဘယ်လိုရှိလဲပေါ့နော်ဟို2021အစကနေအခုအချိန်ထိမှာလူတို့ရဲ့ပါဝင်မှုကတော့ဒီ2021ကျွန်တော်တို့ဆန္ဒတွေအေဖော်ထုတ်ခဲ့တဲ့ငါနေစပြီးတော့ဩဆိုရင်တော့ဒီနေ့အထိပေါ့နော်ဩလူတို့ကတော့ပါဝင်နေသေးပါပဲအဲဒါပေမဲ့ ဟိုလုခေါမလဲကျွန်တော်20တင်းတွေဥထားလာမှာတော့ဟိုဗာလဲလဲနေလေအောင်ငင်းတော့မကြံပါတော့ကြည်သူကတော့အကုန်ပါလာခဲ့ကြတယ်အဲပါလာခဲ့ကြတယ်ဆန္ဒပြတဲ့နေရာမှာပါလာခဲ့ကြတယ်အဲသို့သောဆန္ဒပြတာကနေပြီးတော့ပြက်ခတ်ဟိုချုပ်ခွင့်မှုတွေဖြစ်တဲ့အချိန်မှာတော့အာဒါ ဟိုတော်တဲ့ကိုရောက်လာတဲ့လူပေါ့နော်ကိုခိုင်ကျန်တဲ့ကိုပေါ့နော်တော်တဲ့ကိုလက်နက်ကင်တော်လှန်ရေးဆင်နွယ်ဖို့ရောက်လာတဲ့လူအာမြို့ပေါ်မှာပဲယူကြည်လှုပ်တဲ့လူအာဒီလိုပဲကိုယ့်အလုပ်ကိုလို့လှုပ်ရင်းနဲ့ပဲဒီဒီလက်နက်ကင်တော်လှန်ရေးကိုဟိုထောက်ပံ့နေတဲ့ထောက်ပို့နေတဲ့သူပေါ့နော်အဲ့လိုမျိုးဆိုပြော်ကွဲသွားတယ်ဒါပေမဲ့ပြည်သူတွေကတော့သူတို့ပုံစံမျိုးမျိုးနဲ့တော်လှန်ရေးမှာဆက်လက်ပါဝင်လာကြတယ်ပေါ့ အဲ့လိုမျိုးပါဝင်လာတဲ့အချိန်မှာရေချိန်တော်လန်ရေချိန်ကြီးဟာ2020တဲ့22အဲဒီ2023မှာဆိုအမြင့်ဆုံးရေချိန်ကိုရောက်လာတယ်လို့ပြောရမှာပေါ့နော်ရေချိန်မြင့်လာတယ်ဟိုအမြင့်ဆုံးဆိုတာတဲ့ရေချိန်မြင့်လာတယ်ဗျာဒါမြောက်ပိုင်းမှာဆိုလည်းမြောက်ပိုင်းမှာမင်းညောင်သုံးပွဲကနေပြီးတော့ဟာတိုက်ပွဲတွေမျိုးသိမ့်တိုက်ပွဲတွေဖော်ဆောင်နေအဲတဲ့ကျွန်တော်တို့ကရင်နီမှာဆိုရင်လည်းဒါဟိုတက်တုံညာဟိုတက်တုံညာနှစ်ခွန်နောက်မှာတက်တက်နှစ်ခွန်လို့စစ်စစ်ရင်းမျိုး တလေးလုံးပေါ့နော်တလေးလုံးလို့စစ်စစ်မျိုးဒီလိုစစ်စစ်မျိုးတွေနဲ့မျိုးသိန်းတွေပါကျွန်တော်တို့ဆောင်ရွက်လာနိုင်တယ်အဲအဲ့ဒါတွေဒီပြည်သူလူထုရဲ့ပူပေါင်းပါဝင်မှုကြောင့်ပဲအဲပြည်သူလူထုရဲ့ထောက်ပံ့မှုကြောင့်ပဲအဲဒီအဆင့်ကို ရောက်လာတာပေါ့နော်အဲအဲ့ဒီအဲမှာဟိုဘသူတွေလဲဆိုတော့ကျွန်တော်တို့ဒီဌာနဆိုင်ရာအသီးသီးကနေပြီးတော့စီဒီအန်လောက်လာတဲ့စီဒီအန်ရဲဘော်တွေပေါ့နော်အာသူတို့တွေဒီလဲစီဒီအန်ချို့ဒီလဲလက်နက်ကင်တော်လှန်ကြရဲပေါ့နော်ဟောတချို့ဒီလဲကိုပိုင်ကို ိုကိုကိုဟိုကိုစိတ်ကိုစားစားပြီးတော့ဟောနေခဲ့ကြရတယ်ပေါ့နော်ဟောဘလို့ပဲဖြစ်ဖြစ်သူတို့ဒီအခုထိတော်လှန်ရေးမှာဆက်လက်တိုက်နေတော့မယ်အဲဒါပေမဲ့2023 24 24ဟိုရောက်တဲ့အချိန်24နောက်ပိုင်းမှာတော့ဟောပြည်သူတွေမှာတော့ဟိုအခက်အခဲအကျက်တွေအမျိုးမျိုးတော့ဂျုံလာရတယ်ဒါဒီအခုအာနာရှင်ပေါ့နော်အာနာရှင်စကစစကောင်စီရဲ့ အဲထောက်တိုင်နေရဲ့တည်င်းပေးမှုကြောင့်နေထောက်တိုင်ဒီစစ်ကောင်စီရဲ့ကျုံမာမှုတွေကြောင့်နေအဲနောက်ဈေးနှုန်းအဆမတန်မြန်မာမှုကြောင့်နေဟာဒီလူတွေကနေပြီးတော့ပြည်သူတွေကလည်းဟိုသူတို့ဝန်သားကိုသူတို့စာစာအနိုင်နိုင်စာစာရဲ့အဆင့်ကိုရောက်လာကြတယ်အဲ့ဒီအချိန်မှာတော့ဟိုအဲ့ဒီလိုမျိုးရောက်လာတဲ့အချိန်မှာတော့မှပဲကျွန်တော်တို့ဒီတော်လှန်ရေးတပ်ဖွဲ့တွေအတွက်ကိုဟိုသူတို့တွေထောက်ပို့နေသေးပဲအကူအညီနေကြသေးပဲဆိုတော့ပြည်သူတွေရဲ့ပူပေါင်းပါဝင်မှုကတော့အာ အများကြီးဟိုကျွန်တော်တော်လှန်ရေးကိုအကျိုးဖြတ်ထုံးနေတယ်ပေါ့နော်အဲကျွန်တော်တို့ဒီမြမတကယ်ပုံတစ်ခုရှိတယ်ဗျာပြည်သူနှလုံးမသိန်းကျုံကဓာသွားလဲခွေလှန်လဲကျွေရဲနဲ့ဆိုတော့ကျွန်တော်တို့တော်လှန်ရေးကပြည်သူမပါရင်ဘယ်တော့မှမအောင်မြင်နိုင်ဘူးအခုစက်ကောင်ကြီးကလက်နဲ့အင်အားအပြည့်စုံရှိပါလေအသားနဲ့ဘာကြောင့်ကြာဆုံးလဲသူတို့နောက်မှာပြည်သူအခိုင်အမာမရှိတော့လို့ပဲကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြည်သူတွေတော်လည်ရေးတက်ဖွဲ့တွေရဲ့အင်အားတွေပြည်သူတွေဒီကျွန်တော်တို့ရဲ့မျက်စိဖြစ်တယ်ကျွန်တော်တို့ရဲ့နားဖြစ်တယ်အဲ့လောက်ထိကိုကျွန်တော်တို့အတွက်ဈေးပါပါတယ်ပြည်သူကတော့ဟုတ်အဲ့ဆိုလေနောက်ဒီပြည်သူတွေအနေနဲ့ပေါ့နော်ဒီကျွန်တော်တို့တော်လည်ရေးမှာကိုဘယ်လိုပုံစံမျိုးနဲ့ပါပါဝင်လို့ရနိုင်တယ်လဲပေါ့နော်လက်ရှိချိန်မှာကကြည့်တဲ့အတိုင်းပဲဗျာဟိုဖန်ဆီးမှုတွေကလည်းအရင်ထဲမှာများနေပြီစစ်ဆေးမှုတွေကလည်းအရင်ထဲမှာများနေပြီဆိုတော့ဒီ ီတူတွေကျွန်တော်တို့ရဲ့ဒီတော်လိုင်းကြီးမှာဘလို့ဆက်ပြီးတော့ပူပေါင်းပါအောင်လို့ရနိုင်မလဲဆိုတာပြပြပေးပါဦး။အဲဒီမှာတော့ပြည်သူဆိုတာကတော့ကျွန်တော်တို့နှစ်မျိုးခွဲလိုက်မယ်ပေါ့နော်။ဒီပြည်ရွှဲမှာနေတဲ့ဒီမြို့ရွှဲမှာနေနေတဲ့စကောင်ပြည်အုပ်ချုပ်ရာရန်ရာအောက်မှာနေနေရှိနေတဲ့ပြည်သူတွေနဲ့ကျွန်တော်တို့ဒီဘက်ဟိုလွတ်မြောက်နယ်မြေတိုက်ပွဲဖော်ဆောင်အောင်နေရာမှာရှိတဲ့ဒေသတွေမှာရှိတဲ့ဒေသခံပြည်သူပေါ့အဲ့ဒီနှစ်မျိုးကိုတော့ခွဲရမယ်ပေါ့ဒေသခံပြည်သူတွေအနေနဲ့ကတော့ဟို ကျွန်တော်တို့ရဲ့သူတို့ဟာကျွန်တော်တို့ရဲ့မျက်စိဖြစ်တယ်ကျွန်တော်တို့ရဲ့နားဖြစ်တယ်ပြီးတော့ကျွန်တော်တို့ရဲ့အဲဘယ်လိုခေါ်မလဲကျွန်တော်တို့သတင်းပေးနိုင်တဲ့သူတွေလည်းသူတို့ကဖြစ်တယ်ဗျာစက်ကောင်ကြီးရဲ့လှုပ်ရှားမှုစက်ကြောင်းတွေရဲ့လှုပ်ရှားမှုတွေသူတို့တွေကနေကျွန်တော်တို့သတင်းရနိုင်တယ်ဒါကျွန်တော်တို့အတွက်အကျိုးရှိတယ်ဟိုပါဝင်နိုင်တယ်ပေါ့နော်ပြည်တွင်းမှာနေတဲ့ပြည်သူတွေအနေနဲ့ကတော့ဟိုနံပါတ်1တစ်ချက်ဒီမလုံးနိုင်လဲဆိုကျွန်တော်တို့ကကျွန်တော်တို့ရဲ့ ဟိုဟာပေါ့နော် channel တွေကျွန်တော်တို့ရဲ့ပို့တွေမှာဟို RCS ပေးတယ်ပေါ့ဗျာနော် RCS ဆိုတာတော့ real ပေးတယ် comment ကြီးတယ်ပေါ့နော်အဲဒါပေမဲ့အဲ့ဒါကိုလည်းမျက်တာပြန်ရက်ခံမြန်တာတော့ account set တွေနဲ့တော့မလုပ်ခဲနဲ့ပေါ့နော်ကိုယ့်ရဲ့ဟိုဟာ real profile နေနဲ့မလုပ်ခဲနဲ့ပေါ့နော်ဟို lower profile ပေါ့နော် account ဟိုအတူနဲ့ကျွန်တော်တို့ real ပေးတာတွေ comment ကြီးတာတွေအဲ like ဟိုဆယ်တာတွေပေါ့နော်အဲ့ဒါတွေလိုရင်းနဲ့ဟမ်အဲ့ဒါတွေဆိုလို့ရှိရင်ကျွန်တော်တို့အတွက်အားဖြည့်စေတယ်လို့ပဲ အဲကျွန်တော်တို့အခုဆိုရင် Facebook ကလည်း monetization ဆိုပြီးတော့ပတ်စံနေပေးတာတွေရှိတယ်လေအဲ့ဒီဟာတွေကလည်းကျွန်တော်တို့အတွက်အဆင်ရနိုင်တာဖြစ်တယ်အဲနောက်တစ်ခုကကျွန်တော်တို့ဟိုတက်နိုင်သောပြည်သူများကကျွန်တော်တို့ဒီတော်လှန်ရေးအဖွဲ့တွေမှာလုပ်တဲ့အဲ campaign လေးတွေပေါ့နော်ဟိုလူအချက်ကလေးတွေကိုဖြည့်ဆည်းပေးနိုင်တယ်ဆိုရင်တော့ဒါအကုန်လုံးဟိုချက်ပါတယ်ပေါ့နော်ဒီစက်ကောင်ကြီးကိုပြုတ်ကြဖို့က PDF တွေတိုက်မယ်လို့လက်နက်ကင်အဖွဲ့တွေကသူတို့တိုက်ပါလိမ့်မယ်ဆိုတာထပ်ပြော အကုံလုံးရဲ့ဇင်ထဲမှာတော့ဗျာတီသူတွေရဲ့ဇင်ထဲမှာလဲငါတို့ဒီ PDF ဖြစ်တယ်ငါတို့ဒီ PDF ဖြစ်တယ်ဆိုတာမျိုးဖြစ်တယ် PDF ဆိုတဲ့သဘောဟောပါဗျာ People Defend ဖို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PRF ဆိုတာ People Revolution ဖို့ပြည်သူ့တော်လှန်ရေးအဖွဲ့ပေါ့အားလုံးဒီငါတို့ဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တယ်ငါတို့ဒီ PRF ပြည်သူ့တော်လှန်ရေးအဖွဲ့ဝင်တွေဖြစ်တယ်လို့သတ်မှတ်ထားရင် ဒါပြည်သူတွေကကျွန်တော်တို့နဲ့ပူးပေါင်းတယ်လို့ပဲဖြစ်ပါတယ်။အဲနောက်တစ်ခုကတော့ပြည်သူတွေအနေနဲ့ဒီစက်ကောင်စီတောက်တိုင်မလုပ်ဖို့စက်ကောင်စီကိုတရင်မပေးဖို့အဲပေါ့နော်ပြီးတော့စက်ကောင်စီရဲ့အနီးနားမှာမနေဖို့နော်အာဒါတွေကတော့ဟိုဒီလိုမျိုးမနေသေးအဖြစ်ကျွန်တော်တို့အတွက်ကိုပူနေတဲ့အနေထားဖြစ်ပါတယ်ဗျဟောအဲ့ဒါကိုဘုန်းကြီးဟိုနောက်ဆုံးအနေနဲ့လေဒီပြည်သူတွေကိုနည်းနည်းလေးဟိုအတူတူစကားနဲ့ပေါ့နော်အထီးအောင်စကားနဲ့ဟိုဗာမြတ်မရှင်တွေလေ ပြည်သူတွေတော့ဒီအချိန်မှာကျွန်တော်တို့နောက်ဆုံးအနေနဲ့ပြောချင်တာဆမ်းမောင်နေပါတက်နိုင်သလောက်ကျွန်တော်တို့ဒေါ်လာရင်းတက်ဖွဲ့ဝင်တွေကိုကူညီပါကျွန်တော်တို့အားလုံးညိုထဲမှာပြန်ဆောင်ကြပါမယ်ဗျဟုတ်ကဲ့ဟိုအားလုံးကိုကျေးဇူးတင်တယ်ဗောနော်ကျွန်တော်တို့ရဲ့အခုလက်ရှိဒီ Honest PDF YouTube Channel လေးကိုလည်းဒီ Like and Subscribe လေးလုပ်ပေးခြင်းဖြင့်ကျွန်တော်တို့ဒေါ်လာရင်းမှာဟိုတစိမ့်တစ်ဒေတာအနေနဲ့ပေါင်ပေးကြပါဦးလို့ပြောနေတယ်ဟုတ်ကဲ့နောက်နေ့မှပြန်ပေးကြတာဗောနော်